မြေဆုပ်စီမံကိန်းနဲ့ပတ်သက်လို့ဘူမိဗေဒတွေးရှိချက်အရဆယ်ရပတ်ဝန်းကျင်မှာတရှိနေတဲ့ငလင်ပြည့်ရီကျော်ရီနဲ့ပြည်ထောင်ငလင်လောက်ခတ်ပါကကြီးမားတဲ့ဆယ်ပမာဏကြောင့်မိနစ်ပိုင်းတွင်မြကြီးနာမျိုးနဲ့အေယာဝတီမြကျောင်းတစ်လျှောက်ကလူသားတွေဘေးဒုက္ခကြီးစွာကြုံရနိုင်မယ်လို့ပညာရှင်တွေကတုံ့တက်ပါတယ်မြေဆုပ်စီမံကိန်းဆယ်တည်ဆောက်မှုကြောင့်ရရှိမဲ့စီးပွားရေးအကျိုးမြတ်ကလူမှုပတ်ဝန်းကျင်တဘာဝပတ်ဝန်းကျင်ပြည့်စုံမှုနဲ့နိုင်ရှိမယ်ဆိုမပြောပါတော့တဲ့လက်စစ်တာရရှိဖို့ ိုင်ငံရေးအကျိုးမျှော်ကိုပြီးလဲအရာဝတီမြင့်တဲ့နိုင်ငံကကြမှာကိုလောင်စာမလုပ်သင့်ဘူးလို့ဘူမိဗေဒသုတေသီတွေကထောက်ပြပါတယ် geologist ဘူမိဗေဒဆိုင်ရာနဲ့ကျွန်တော်တို့လေးလာတုံးတက်ရရင်မြေဆုံစီမံကိန်းလုပ်မဲ့နေရာအနည်းဝင်ချက်မှာကျွန်တော်တို့ကပြည့်ပြည့်ကြောင်းကြီးရှိပါတယ်အပြည့်ပြည့်ဆိုရင်တဘောတရားကတော့ကလေးလှုပ်နိုင်လှုပ်တဲ့အခါမှာအင်အားပြင်းထန်တဲ့နေရာတစ်ခုလိုပဲကျွန်တော်တို့အလွယ်ပြောစီပြရစေ အခုစီမံကိန်းလုပ်ခဲ့မယ်ဆိုရင်ထိုနားမှာပြည်ပြည်ကလှုပ်ရှားမှုဖြစ်ခဲ့မယ်ဆိုရင်ကျွန်တော်တို့တွေထဲတွင်စင်စရာစရာအများကြီးရှိသွားကားလိမ့်မယ်အေယော်ဒီမြင့်ရဲ့ဂေဟာစနစ်ကိုပြောင်းလဲပါကအဲ့ဒီမြင့်ကြီးနဲ့ဆက်ဆက်နေတဲ့မြန်မာနိုင်ငံမြောက်ဆုံဆုံကတိုင်းဒါလူမျိုးစုတွေနဲ့အေယော်ဒီမျိုးကကျုံမော်ဒေတာမှာစံစဘာစိုက်ပျိုးနေကြတဲ့ပြည်သူတွေထိခိုက်မှာဖြစ်တယ်လို့မြစ်ဆောင်ရေးဆောင်ရွက်နေသူတွေကပြောပါတယ် အဲကျွန်တော်အနေနဲ့ပြောချင်တာကဒီအခုလက်ရှိအာဏာသိမ်းအစိုးရအနေနဲ့ဘဏ္ဍာကကျွန်တော်ပြောဘယ်လိုသောအကြောင်းဆိုဒီတဘာဝပိုင်းရင်လူမပိုင်းရင်ရပဲကြီးကြီးတရားဥပဒေရဲ့တရားဝင်မှုရပဲကြီးကြီးဘလို့မှလုံးလုံးကိုင်လို့ဒုက္ခမရှိတဲ့လူအလုံးလုံးကိုင်လို့လည်းတိုင်းသူပြည်သားတွေအားလုံးကလည်းခွင့်မပြုဘူးတော့ခွင့်မပြုတာဖြစ်တဲ့အတွက်တော့ဒါကလုံးဝအာဖြစ်လာမှလည်းမဟုတ်သလိုဖြစ်လာလို့ရှိလို့ရှိရင်လည်းပဲ အကုန်လုံးဟိုဘောနော်တတိလုံးနဲ့ဆန့်ကျင်မှုတွေနဲ့ခံရမယ်ဒါပဲမြေဆုံရေရလေးစစ်စီမံကိန်းကိုမြေဆိုင်မဲ့အကောင့်တွေဖော်ပြမယ်ဆိုပါကမြန်မာတိုင်းငံလုံးရဲ့တအားလိုအပ်ချက်ပြည်မီယုံနာမကကျော်လွန်တဲ့နေထိုင်ကိုရောက်သွားနိုင်တယ်လို့စစ်ကောင်းဆောင်မင်းအောင်လှိုင်ကမေလ20ရက်စီးရွေးမှာပြောခဲ့ပါတယ်အဲ့ဒီလိုစစ်ကောင်းဆောင်မင်းအောင်လှိုင်ပြောဆိုမှုနဲ့ပတ်သက်လို့ဒေါ်စုပြောတဲ့မြေဆုံစာအုပ်ရေးသားထုတ်ဝေတဲ့နိုင်ငံရေးကျင်းသားဟောင်းစာရေးဆရာတန့်စောတန်လင်းကအခုလိုပြောပါတယ် ခုနေမှာမြေဆုံကိစ္စကိုပြောရဲဆိုလို့ရှိရင်အလူတွေကိုထက်သေးအောင်လို့လုပ်တာပဲ။ဘာဖြစ်လို့လဲဆိုတော့မရှိမနှောင်းကာလာပဲ။ဟလာ။ဟိုခုနှစ်တည်းမှာခုနှစ်ဘာဖြစ်တာစကင်းစီရဲ့ငလီင်းကျုပ်တိုင်းကျုပ်တိုင်းပေါ်ဆုံးသွားတယ်လေ။ဆုံးသွားတော့အဲ့ဒီမြေဆုံဆိုတဲ့အခါကလည်းပဲအဲ့ဒီအလိုစကိုင်းတိုက်ပြီးဂျောပေါ်မှာလဲအဲ့ဒီအနီးနားမှာပဲရှိတဲ့ဖြတ်သွားတယ်ဆိုတော့ဒီအချိန်မှာဒီစကားကို ခုလိုပြောရဆိုအာရေဦးလေးလို့ပြောတာပဲအဲ့ဒါမရောက်နိုင်အာသူဆိုင်ရဖို့အတွက်အဲ့ဒါသူစလင်နဲ့တင်ဝင်ဖို့အတွက်ကိုတိုင်းပြည်ကိုရောင်းစားတာပေါ်ပေါ်တင်တယ်ကြီးကိုဖြစ်နေတယ်တိုင်းပြည်လုံးဒုက္ခရောက်နေတော့ဒီကောင်ကဒီကောင်လေးဒုက္ခမရောက်ဘူးပဲအရေးကြီးတယ်ဆိုတဲ့ပုံစံမျိုးပဲဒေတာခန်တွေပါဝင်တနိုင်ငံလုံးကမြေဆုံစီမံကိန်းကိုရပ်ဆိုင်ဖို့အကြီးကျယ်တမ်းမြင့်ကြတဲ့အတွက်2017ခုနှစ်မှာသမရဦးတင်းစင်ကစီမံကိန်းကိုရပ်ဆိုင်ခဲ့ပြီး မြူတာဒီမိုကရေစီဖွဲ့ချုပ် NND ဦးဆောင်တဲ့ဆိုရလက်ထက်မှာလည်းစီမံကိန်းကိုဆက်လက်ရပ်ဆိုင်ထားခဲ့တာဖြစ်ပါတယ်။ AOD မြန်မာ AGR မှာ၄သိန်း12,930စတူရဲမီတာကျယ်ပြီးမြမကုန်းမြစ်တစ်ခုလုံးရဲ့55တန်မှ900ခန့်လုံးရှိသလိုလူရေ34တန်မှ3တန်မိတင်နေထိုင်ကြတာပါ။နိုင်ငံလူရေရဲ့66ရာခိုင်နှုန်း၊စံစဘာထုတ်လုပ်မှု80ရာခိုင်နှုန်း၊စီးတက်တီနံထုတ်လုပ်မှု96ရာခိုင်နှုန်း၊ပေထုတ်လုပ်မှု89ရာခိုင်နှုန်း၊ရေလုံငန်းကအတားတက်ထုတ်လုပ်မှု60ရာခိုင်နှုန်း ဟင်ဒီဟင်ရထုတ်လုပ်မှု23ရာခိုင်နှုန်းမိခိုအားထားတဲ့မိခင်မိကြီးဖြစ်ပါတယ်။